ဒါကိုလုံးနိုင်ရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းပါလို့အင်္ဂလိပ်လိုပြောချင်ရည်ကျင်တဲ့ခါကျရင်ဒီပတ်တန်လေးကိုသုံးပါရစေ။အတိတ်ကဖြစ်ရတဲ့ခုကိုကိုကပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ fourth go person ဖြစ်တဲ့ fourth two ကိုသုံးမှာဖြစ်ပါတယ်။ It would be much better if we plus fourth two. Example sentence လေးနဲ့လေ့ကျင့်ကြည့်အောင်ပါ။ It would be much better if we plus fourth two. ဒါကိုလုံးနိုင်ရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းပါ။ It would be much better if we loved a little earlier. နည်းနည်းစောစောထွက်ခဲ့ရင်ကျွန်တော်တို့တို့အများကြီးပိုကောင်းလိမ့်မယ်။ It would be much better if we ate at home tonight. ဒီညအိမ်မှာပဲစားလိုက်ရင်ကျွန်တော်တို့တို့အများကြီးပိုကောင်းလိမ့်မယ်။ It would be much better if we took the train instead of driving. ကားမောင်းသွားတာထက်ရထားနဲ့သွားရင်ကျွန်တော်တို့တို့အများကြီးပိုကောင်းလိမ့်မယ်။ it would be much better if we had a meeting to discuss this ဒီကိစ္စကိုဆွေးနွေးဖို့စီဝေးလုပ်လိုက်ရင်ကျွန်တော်တို့တော့အများကြီးပိုကောင်းလိမ့်မယ် it would be much better if we talked to him directly သူကိုတိုက်ရိုက်သွားပြောရင်ကျွန်တော်တို့တော့အများကြီးပိုကောင်းပါလိမ့်မယ် It would be much better if we finished this project by the end of the week. ဒီ project ကိုဒီအပတ်ကုန်မှာပြီးသွားအောင်လုပ်နိုင်ရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းလိမ့်မယ်။ It would be much better if we ordered pizza instead of cooking. ချက်ပြုတ်တာထက်ပီဇာမစားလိုက်ရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းလိမ့်မယ်။ It would be much better if we spent more time on the details. အသေးစိတ်ချက်လက်တွေထက်အချိန်ပိုပေးရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းလိမ့်မယ်။ It would be much better if we went to the beach for our vacation. အားလည်းရမှာပင်လယ်ကမ်းခြေကိုသွားလိုက်ရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းလိမ့်မယ်။ it would be much better if we give them a card to confirm အတီးပြုတ်ဖို့အတွက်သူတို့ကို ဖုန်းခေါ်လိုက်ရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းလိမ့်မယ် it would be much better if we paid with cash ဝေသားနဲ့ပေးချေလိုက်ရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းလိမ့်မယ် it would be much better if we did not buy so many things ဒီလောက်များတဲ့ပစ္စည်းတွေမဝယ်လိုက်မိရင်ကျွန်တော်တို့အတွက်အများကြီးပိုကောင်းလိမ့်မယ်ကဲဒီခါမှာတော့ exercise လေးလေးလုပ်ပြီးလေ့ကျင့်ကြရအောင်နော် ကျွန်တော်တို့ဒီပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖြစ်ခဲ့ရင်အများကြီးပို့ကောင်းသွားမှာကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲ It would be much better if we prepared for this event. Exercise 2. ကျွန်တော်တို့စာရေးကိရိယာပစ္စည်းတွေများများဝယ်ခဲ့ရင်အများကြီးပို့ကောင်းသွားမှာပါ။ အဖြေမှန်လေးကတော့ it would be much better if we bought stationary things ကဲဒီနေ့လေ့ကျင့်သွားတဲ့ပတ်တန်လေးကအလုံးတော် spoken မှာကော written မှာကောနှစ်ခုလုံးမှာအသုံးဝင်တဲ့ပတ်တန်လေးဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခုလိုမျိုးအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုမျှဝေပေးနေတာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လုပ်သွားခဲ့ပေးပါဦးနော်နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ပါဦးမယ်